ဟုတ်ကဲ့ကျွန်တော်ဒီနေ့7ရက်နေ့ပေါ့နော်ဒီနေ့ညစနေနေ့ညကျွန်တော် gate 4မှာကျွန်တော်လုပ်ပါတယ်ကျွန်တော်ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ humanitarian emergency relief for Myanmar အဖွဲ့အား UCB လုပ်တာပေါ့နော်ရည်ရွယ်ချက်ကတော့သကိုင်းဒေသမှာရှိတဲ့ပြည်သူတွေအဓိကပံ့ပိုးဖို့ကျွန်တော်ဗန်နံငွေကောက်ခံခြင်းဈေးရောင်းခြင်းနဲ့ကျွန်တော်ဟိုလုပ်ပါတယ်ရရှိတဲ့ငွေအားလုံးကိုသကိုင်းဒေသမှာရှိတဲ့သကိုင်း Federal Council အာသကိုင်းဖော်ရန်အဖွဲ့အားနဲ့ဆင့်ကျွန်တော်ပြည်သူတွေစီရောက်ကျွန်တော်တော်လိုင်းအဖွဲ့အားနဲ့တဆင့်ပေးပို့သွားမှာဖြစ်ပါတယ်ဗျာ ညီမတို့မိသားစုတွေကဒီဆုံးနေရကြပြီ။ညီမတို့ရဲ့ကလေးတွေမတိုင်းချင်းခံရရတယ်။ညီမတို့ရဲ့ဆရာမတွေမတိုင်းချင်းခံရခံရရတယ်။မိန်းကလေးတွေလည်းမတိုင်းချင်းခံရရတယ်။ယောက်ျားလေးတွေလည်းမတိုင်းချင်းခံရရတယ်။အဖွားတွေလည်းမတိုင်းချင်းခံရရတယ်။ညီမတို့အသက်ခံရရတယ်။အိမ်တွေမီးရှို့ခံရရတယ်။အဲ့လိုပျက်စီးနေတဲ့အချိန်မှာတဘာဝမင်းကြီးကထပ်ပြီးတော့ထုတ်လိုက်ပုံနော်။ဒါကြောင့်မို့ညီမတို့28ရက်နေ့မှာဒီမိန်းကလေးကြီးထုတ်ဖို့ကျွန်တော်ရဲ့အချင်းချင်း ်ကျမတို့ရဲ့ရင်ဘတ်ကိုတကယ်ကိုအပွဲရပါတယ် အော်ကျွန်တော်တို့ရန်ကုန်မြေကတော့အခုအထိကျွန်တော်စင်းသေးသေးတော့မပေါင်းသေးဘူးသို့တော့ကျွန်တော်တို့ Australian dollar တပေါင်းခွဲလောက်တပေါင်းခွဲလောက်ဒီကျွန်တော်ရနိုင်ပါတယ်ကျွန်တော်တို့ရမုံငွေအားလုံးကိုအဲ့ထက်ငလင်ဒေတာအတွက်ကျွန်တော်တို့ဒိုက်ရိုက်စီးစင်းသွားမှာဖြစ်ပါတယ်။သခိုင်းကိုအဓိကပါเนาะကျွန်တော်တို့ဒဒဦးဘက်လည်းကျွန်တော်တို့ဒစိတ်တစ်ပိုင်းကျွန်တော်ပြေးပို့သွားမှာဖြစ်ပါတယ်။ဟုတ်ပြီ။ ျွန်တော်တို့ကတစိမ့်ဒေသကျွန်တော်တို့အားပြူတာပေါ့နော်ဒီဘဲမှာပြည်သူလူတွေအားလုံးကလည်းနိုင်ငံတကာမှာရှိရပြီးတော့ပြည်ထဲမှာရှိရပြီးတော့ကျွန်တော်ဟိုတဘောဘေးအန်အတွက်ပြည်သူပြည်သူကူညီတာကိုကျွန်တော်အားပြည့်ပေးစီမှာတယ်အဓိကအပြင်ဒီတဘောဘေးအန်ရဲ့အပြင်ပေါ့ဗျာဒီနောက်ပိုင်းမှာကျွန်တော်တို့အဓိကပြဿနာဖြစ်တဲ့စေအုပ်စုပြုတ်ကျရေးကိုကျွန်တော်ကိုအားပြည့်ဖို့လိုပါတယ်ဒါကတော့ကျွန်တော်ရဲ့နိုင်ငံရေးကြီးမားချက်တစ်ခုဖြစ်ပါတယ်အဲ့ဒါလေးကိုလည်းအားဝိုင်းပြည့်ပြီးတော့ဆက်လက်ကြိုးစားကြပါဆိုကျွန်တော်တို့မကြခင်မှာအောင်ပွဲနဲ့ပြည်သူတွေတွေ့ကြပါမယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဲ့ဆီဒနီကတော့ကျွန်တော်တို့ရှိရပါဘောဒီမြေဥတော်လိုင်းအာနာသိမ့်ပြီးတဲ့ဆီဒနီကအပတ်တိုင်းကျွန်တော်တို့ကိုဇေယောင်းပွဲရှိရတာနေရာနေရာတိုင်းမှာကျွန်တော်ဖွဲ့စည်းအားလုံးနေရာအားလုံးတက်လောက်ကြတဲ့မြေကိုရှိတယ်မြေကိုမောင်နှမတွေအားလုံးပေါ့နော်အဲ့မှာလာရောက်ပြီးတဲ့လူတွေအားလုံးတော့ဇေယောင်းတဲ့လူတွေရောမဟုတ်ဈေးဝယ်စားဈေးဝယ်ပြီးတဲ့လူတွေအကျင်းပပြီးတဲ့လူတွေအားလုံးရောကျွန်တော်တယောက်တည်းနဲ့ကျွန်တော်ကျေးဇူးတင်တယ်ဒါဆီဒနီရဲ့ဟိုတကယ်နှပ်ပါတဲ့စိတ်ထားလေးပေါ့နော်ဒါလေးကိုကျွန်တော်ဆက်ပြီးတော့ထိန်းသိမ်းထားဖို့လိုတယ် တခြားနိုင်ငံတခြားနိုင်ငံမှာရှိတဲ့လူတွေလည်းဒီလိုမျိုးလေးပေါ့ကျွန်တော်တို့လာပြီးလုပ်နေကြတော့ပြည်သူမှာပြည်သူရှိတယ်ဆိုတဲ့ဟာနဲ့ကျွန်တော်ဆက်ပြီးတော့ဆက်သွားကြတယ်ကျွန်တော်တော့ဒါအကျဉ်းစုတင်ပါတယ်ညညရင်းနဲ့ကျွန်တော်တို့အောင်ပွဲကိုခြေလိုက်ရဆိုခြေတက်ကြပါလို့ကျွန်တော်ပြောကြချင်ပါတယ်

ားရှိတဲ့ဘောင်းမမကြီးတွေချမ်းအောင်အားရှိပါပါလေဒီမှာရှိတဲ့ဘောင်းမမကြီး